တာယာလှပလာတဲ့မိုးစက်အနေနဲ့ကဘာကြီးမှာတော့မိုးစက်လေးတွေဟာသူတို့ရဲ့လိလိုက်ခီးအတွက်စိတ်လှုပ်ရှားနေကြပါတယ်။အိုက်ထဲမှာတော့မိုက်လိုခေါ်တဲ့မိုးစက်လေးတစ်ကောင်လည်းပါနေပြီးမိုက်ကမိုးစက်တစ်ကောင်ဆိုတာထက်ချစ်စရာဘောလုံးလေးနဲ့ပို့တူနေလို့သူနဲ့ပေါင်းချင်တဲ့တငယ်ချင်းဆိုတာမရှိဘဲဖြစ်ပါတယ်။သူတို့လိလိုက်သွားကြတဲ့နေရာတော့၆လရဲ့အဆောက်အုံဖြစ်ပြီးအိုက်ထဲမှာတော့လူသားကလေးတွေစီကိုသွားနိုင်တဲ့တကားချက်တွေရှိနေပါတယ်။အဲ့တကားချက်တွေတွေကနေ၆လသူတွေဟာလူသားကလေးတွေစီကိုသွားပြီး၆လကြတာဖြစ်ကကလေးတွေရဲ့အော်တန်ဟာမိုးစက်ကဘာကြီးအတွက်မရှိမဖြစ်စွာရင်ပဲဖြစ်ပါတယ်။ ဒါကြောင့်မွန်ဆက်ကဘာမှာထောင်နဲ့သူတယောက်ဖြစ်ရတာဂုံယူစားတစ်ခုပဲဖြစ်ပါတယ်လေးလိုက်လာတဲ့ကလေးတွေဟာထောက်လက်သူတွေကိုအားကြပြီးငေးကြည့်နေကြခါထောက်လက်သူတွေကတော့သူတို့နဲ့တက်ဆိုင်တဲ့ကလေးတွေရဲ့တကားပေါက်ကိုစီမှာဝင်မို့တော့အသိဆောင်နေကြပါတယ်။အဲ့ထဲမှာတော့မျိုးလုံးတစ်လုံးနဲ့ဘုံလုံးပုံစံမိုက်ကတော့အရက်ပူလို့နေရာကြောင့်ထောက်လက်သူတွေမမြင်နိုင်ဖြစ်နေပါတယ်။အတန်းပေါ်တွေကတော့မိုက်ကိုဒီထောက်လက်ချင်းဆိုတာမင်းနဲ့လာလာမှမတက်ဆိုင်ဘူးဆိုပြီးဝမ်းမီမောက်ထုတ်ကြပါတယ်။ အဲ့ဒါကိုလက်မခံနိုင်တဲ့မိုက်ကတော့အန်ဒီရမြင်းကိုကြော်လိုက်ပြီးခလေးတွေရဲ့တကားစီကိုသွားကာထောက်လက်သူတယောက်ကခလေးတကားပေါက်ထည့်ဝင်သွားသလိုမိုက်ကလည်းအနောက်ကနေလိုက်ဝင်သွားပါတယ်။ထောက်လက်သူကခလေးရဲ့အခန်းထဲကိုဂရုတစိုက်နဲ့ဝင်သွားရပြီးမိဘရဲ့လာရင်လည်းပုံနေရပါတယ်။မိဘတွေမရှိတော့တဲ့အခါကျတော့မှဂရင်ချင်းကြီးကိုလက်သက်နဲ့ကိုချလိုက်ပြီးခလေးလို့လာတဲ့အချိန်မှာပဲအချိန်ကြီးဆိုသလိုကြောက်စရာအကောင်းဆုံးပုံစံကြီးနဲ့တစ်ချက်တည်းထုတ်လန့်ပြစ်လိုက်ပါတယ်။မိုက်ကအဲ့ညွေခွေးကိုကြည့်နေရရင်အားကြလာရကတနေ့ကျလို့ရှိရင်သူလည်းထောက်လက်သူတယောက်ဖြစ်လာရမယ်လို့တန်းနေတယ်ချလိုက်ပါတယ်။ ဒီလိုနဲ့ထောက်ထက်သူဟာကိစ္စတွေပြီးသွားတော့အောင်မြင်ပြထွက်လာတဲ့အချိန်မှာအပြစ်မှာမိုက်တစ်ခုဖြစ်ပြီးအထင်နဲ့ဆေးဖွဲ့တဲ့နေရာချောင်းထောက်ထက်သူလည်းအံ့ဩနေရပါတယ်။မိုက်ကတော့အန်ဒီကိကိနဲ့ပြထွက်လာနိုင်ပေမယ့်ထောက်ထက်သူကတော့လူသားကလေးတွေရဲ့အသားနဲ့ထိလို့ရှိရင်အန်ဒီရှိเจ้าမိုက်ကိုပြပြရင်သူ့နောက်ကိုသူမသိရလို့လည်းနာခဲ့တဲ့အတွက်မိုက်ကိုချီးကျူးနေကမောစတက်ကတော်တက်တော့ကဆောင်းခဲ့တဲ့သူ့ရဲ့အုတ်ထုတ်ကိုလက်ဆောင်ပေးလိုက်ပါတယ်။အဲ့ဒီနေရာနေစပြီးမိုက်တွေမောစတက်ကတော်ကိုဝင်ငွေရဖို့အတွက်အပြစ်ထံစူးစမ်းပါတော့တယ်။ 調査部はあやてらけびとえいまたいウェウェやらけがわちゃけまべモーサユニバーシーへ調査ておきらけばれ。ရဲရောက်ချင်းနေမှာပဲမိုက်ကတက်ထွက်လို့နေခဲ့ပြီးကျုံတစ်ဘက်ကိုဆရာထက်သက်သွားတဲ့ပတ်ကြီးကလူသားတိုင်းမျိုးဝင်ရတဲ့တကားပေါက်တရားလေအဲ့ကြောင့်မှပဲထုတ်လုပ်တာဖြစ်ပြီးအလုံးဖြစ်မဖြစ်ကိုလည်းပမောက္ခတွေကိုလည်းဆက်သက်လာပဲဖြစ်ပါတယ်။မွန်ဆာယူနီဘာစီမှာမေဂျာဘောင်းဆိုရှိပေမဲ့နာမည်အကြီးဆုံးကတော့ထောက်လိုက်ရေးမေဂျာပဲဖြစ်ပါတယ်။ကျောင်းဝင်းထဲမှာလည်းဝါသနာပါရအောင်လေ့လာနိုင်ဖို့အတွက်အသင်းဖွဲ့ရဲ့အများကြီးရှိနေပြီးမိုက်ကတော့ထောက်လက်ခြင်းဂိမ်းဆိုတာကိုအကြီးကျယ်စိတ်ဝင်စားတော့ပါတယ်။ ပို့ပြီးပြောဖို့ကောင်းတာသူလျောက်မဲ့အခန်းမှာရှိတယ်အခန်းပေါ်ကလည်း၆လရေမိချာတူရန်ဒီဆိုတဲ့ကိုယ်ဟောဖြောက်နိုင်တဲ့မွန်စတာတကောင်ပဲဖြစ်ပါတယ်မိုက်ကအိမ်မက်ကြီးကြီးမက်ပြီးဖြစ်အောင်လုပ်ချင်တဲ့သူပြီးပြီပဲသူ့ရဲ့အိမ်မက်တွေတော့အနာဂတ်ပလန်တွေရေးဆွဲလေးရှိပါတယ်စရေးတဲ့ပါပါတဲ့အရေးကြီးဆုံးအချက်ကတော့တချောင်းလုံးမှာအတော်ဆုံးနဲ့အပိုင်းဆုံး၆လက်တူတယောက်ဖြစ်လာဖို့ပဲဖြစ်ပါတယ်။နောက်နေ့မှာတော့၆လက်ရည်အတန်းရဲ့ပထမဆုံးနေ့ဖြစ်တာကြောင့်၆လက်ရည်မိချာပက်ကြီးမွန်စတာအတန်းတော့မကြဖို့ရှိဖလားလေးလုံးရှားဖို့ပြင်နေတယ်ဆင်ပြန်ကြီးတို့မျိုးတရာဒီကိုတလက်မတုံနဲ့အသက်သက်ပြေးလွှားနေပါတယ်။ ထောက်လန့်ကြီးအတန်းအမွန်စားတွေဟာမိုက်ကိုမြင်တော့ချစ်စရာအကောင်လေးဟာတောက်ဆက်ကောင်းတဲ့သူတွေတက်တဲ့အတန်းကိုလာပြီးတကြလို့နှကောင်းရှုံနေကြပါတယ်။ဆရာစတင်နေရဲ့အချိန်မှာပဲသူတို့ရဲ့အခန်းကိုထောက်လန့်ကြီးအတန်းရဲ့ပမောက္ခချုပ်ကြီးဟာတောက်ဆက်ကောင်းလို့တဲ့ပုံစံနဲ့ရောက်ချလာပြီးသူဟာထောက်လန့်သူအားလုံးရဲ့ထောက်လန့်ကြီးဆန်းကျင်ကိုထိုးပန်ထားသူပြီးပြီပဲအကုန်လုံးကိုငင်ကုန်းမြောင်ထိတာတိုင်းပါတယ်။ပမောခဟာသူ့ရဲ့အတန်းထဲမှာရှိတဲ့မွန်စတာတွေရဲ့တောက်ချက်ကောင်းတဲ့ပုံကိုလာကြည့်ရအကြောင်းပြောနေပြီးနှုတ်ဝတ်ဆမိပွဲအကြောင်းပြပြနေတာအားလုံးကအကဲခတ်ပြီးပြတ်ထွက်သွားပါတယ် ပမောကထသွားနေဆရာဆက်တင်ချင်းစလိုက်ပြီးမောစတကောင်လိုမျိုးချင်းချောင်ကြီးအကြောင်းမေးရ၆လရဲ့တင်ကစားတွေကိုနောကြောင်လိလာထားတဲ့မိုက်ကတော့စာအုပ်ထဲအတိုင်းတစ်ခုမှကြံရှင်းပြဖို့လုပ်နေပေမယ့်ဗဇမဟသေးခင်မာတင်သူတို့ရဲ့နောက်ကနေချမှတ်ဖွေရမွန်စတာဟိန်းတိုင်ရဲ့အတူဂျင်မီဆော်လမန်ဆိုတဲ့သူရောက်လာပါတယ်သူရဲ့အဖေဟာနာမည်ကြီးတဲ့သူတယောက်ဖြစ်ပြီးသူတို့ရဲ့နှကိုပုံစံကကြောက်ရွံ့ဖြစ်နေရကြအောင်သူတို့ရဲ့မျိုးရိုးကအယံနာမည်ကြီးကြပါတယ်။ဆော်လဗန်ဟိမ့်ပြလိုက်တာပြည့်ပြည့်စုံလုံးနဲ့ဆိုပြီးဆရာဟူပြပလိုက်တာမိုက်ကိုအဖတ်မလို့တော့အောင်မိုက်ကဆော်လဗန်ကိုအနှဲငယ်ကြည့်မြဖြစ်သွားပါတယ်။ အဲ့ညပါပဲအကြောင်းသားအစ်စ်တွေနဲ့အဟောင်းတွေမိတ်ဆက်ပွဲပါတီရှိရာကြောင့်မိုက်ကအခန်းပေါ်ရန်ဒီယာတကြောင်လုံးမှာအမိုက်ဆိုးတဲ့ငယ်ချင်းတွေကိုရှာဖို့အတွက်ပုံပြပမျက်လုပ်ထားတဲ့ကိမို့တချို့နဲ့တို့ထွက်သွားလိုက်ပါတယ်။မိုက်ကတော့နှစ်ဝက်စာမီပွဲအတွက်နှစ်ဆက်ကလေးရလေးလာဖို့အတွက်အခန်းထဲမှာကြံနေခဲ့ပါတယ်။မိုက်တယောက်အေးရအကြောင်းစာလုပ်နေတဲ့အချိန်မှာပဲအခန်းထဲကိုမိုးစောက်ဝက်တကောင်ဝင်လာခဲ့ပြီးသူ့နောက်မှာတော့ဆော်လဗန်ရောက်လာခဲ့ပါတယ်။ ဆော်လဗန်ဟာသူ့အခန်းအထင်မြင်ပြေးဝင်လာခဲ့ပေမဲ့သူ့အခန်းမဟုတ်တော့တာကိုသိလိုက်ပြီးဇဂယောဖော်ရှော့နဲ့ဒီဘက်ကသူဟာတခြားမိသားအနေခိုးလာခဲ့တာဖြစ်ကဒါကကျောင်းဝယ်ယူရဖြစ်ပြီးတခြားကျောင်းဝယ်လက်ကောင်ကိုဖမ်းရနိုင်လို့ရှိရင်သူဟာကျောင်းမှာနိုင်မဲ့ကြီးပြီပဲဖြစ်ပါတယ်ဒီလိုနဲ့ဝက်နဲ့ဆော်လဗန်တို့ဟာအခန်းထဲမှာတောင်းကျနေကြရင်ဝက်ကမိုက်တံမိုးထားရတဲ့အုတ်ထုပ်ကိုယူပြီးထွက်ပြေးသွားအောင်မိုက်လည်းဆော်လဗန်နောက်ကိုလိုက်ပြီးဝက်ကိုလိုက်ဖမ်းကြရပါတယ်တခြားလူကိုဗယုတ်ထအောင်ပြေးနေပြီးနောက်မှာတော့မိုက်ကပြေးနေတဲ့ဝက်ကိုအမိုက်ပုံးနဲ့ဝင်အောင်လို့အကွက်ကြကြနဲ့ဘလုံးလုံးနဲ့ဖမ်းပြေးလိုက်ပြီးဝက်ကိုဖမ်းမိသွားတဲ့မိုက်ကိုတော့ဆော်လဗန်ကကင်ထောက်ပြလိုက်ပါတယ် အချားမိကြရဲ့လက်ကောင်ကိုခိုးရတဲ့အတွက်ဆော်လဘတ်ကိုအားလုံးကဝိုင်းပြီးအထင်ကြီးနေကြပြီသူတို့ကအပြိုင်အဖွဲလေးကိုထဲပို့တဲ့ခေါင်းနေကြကဝက်ကိုတကယ်တမ်းဖမ်းမိခဲ့တဲ့မိုက်ကတော့ဘေးကိုအလိုလိုချောက်သွားခဲ့ပါတယ်ဆော်လဘတ်ကတော့တစ်ချောင်းလုံးမှာအတော်ဆုံးအကျန်းဆုံးနာမည်အကြီးဆုံးနဲ့အလန်းဆုံးဖြစ်တဲ့ရော့အဖွဲတွေကိုဝင်ခွင့်ရလိုက်ပါတယ်မိုက်ကတော့ဝက်ကိုတကယ်တမ်းဖမ်းလိုက်တာသူပြေချောင်းပြောနေပေမဲ့ဘသူမှအဖမ်းမလို့ကြပဲဆော်လဘတ်ကပါမိုက်ကိုကိုယ်နဲ့တက်ဆိုင်တဲ့နေရာမှာပဲနေပေါကွာလို့ပြောလိုက်ပါတယ် မိုက်ကအတန်းထဲမှာလဲစတော့ပေမဲ့ပုံစံကြောက်ဘာဝင်မနေပဲငကိုကလေးဟာကြောက်စရာကောင်းနေရဲ့ထော်လပန်ရတော့အထွေထူးထော်လန့်စရာတော့မလိုပဲတောဖြစ်ပြအောင်နေတယ်ဆရာရဲ့အလေးပေးမှုကိုခံနေရပါတယ်လုံလာပဲရှိတဲ့မိုက်ကတော့အရင်ကတည်းကပြီးစူးစမ်းနေပေမဲ့ပါရမီရှင်ဆော်လပန်ရတော့အပြော့ပါပဲလိုက်စားနေပါတယ်စာမေးပွဲမှာတော့မိုက်ကထူးထူးချွတ်ချွတ်အောင်မြင်ပြီးပါရမီသာရှိပေမဲ့စူးစမ်းမှုမရှိတဲ့ဆော်လပန်ရတော့အစ်စ်မကောင်းတာကြောင့်သူ့ရဲ့အဖွဲသားတွေရပါဆော်လပန်ကိုအနေငယ်စိတ်ပြေစာပြူလာပါတယ် ်အတန်းထဲမှာလည်းအချင်းတစ်ခုတော့လာတော့မိုက်ကအရင်ချင်းတွေကိုဆရာဟာအတိမတ်စပြုလာပြီးဖြည်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 းရုံမှာတက်နိုင်တယ်ဆိုလို့မရတော့ဆရာရဲ့အချင်းပြမှုတွေစပြီးပျောက်ဆုံးလာပါတယ်ဒီလိုနဲ့စာတင်နေဝက်ကိုရောက်လာတဲ့အချိန်မှာတော့ဆော်လမက်စီယာနေအဖွဲ့ဝင်အင်ဂျီကိုအဖွဲ့ကောင်းဆောင်အပြတ်တင်လိုက်ပြီးငါတို့ရဲ့အဖွဲ့မှာအတော်ဆုံးနေပဲရှိတာဘာမဟုတ်တဲ့အစရောက်ဘောလုံးကောင်လေးကိုရှုံးတဲ့ကောင်ကငါတို့အဖွဲ့တရားဆိုရင်တိတ်ခါကြရလို့ပြောလိုက်ပြီးမင်းတို့ကိုနိုင်တဲ့တနေအဖွဲ့ဝင်ပဲဖြစ်ရမယ်လို့ပြောလိုက်ပါတယ်။ဆာမွေးအခန်းထဲမှာတော့ဆရာဖြစ်သူကသူတို့ကိုဆာမွေးစစ်မဲ့အယုတ်ချောင်းတွေပြပြနေပြီးအယုတ်ရဲ့အုပ်ချုပ်မှာရှိတဲ့ကြောက်လန့်မှုကိုထိန်းချုပ်တဲ့ခလုတ်ချောင်းကိုရှင်းပြနေပါတယ်။ ခက်ခဲမှုကိုအမြင့်ဆုံးမှာထားလိုက်လို့ရှိရင်အတန်ကိုချစ်ဝင်တော့အမှတ်တော်ရဖို့မလွယ်ကြောင်းနဲ့အနေဆုံးအခြေအနေမှာတော့ဂျူဂျူတဲ့အတန်နဲ့တည်းအမှတ်ကိုအမြင့်ဆုံးရနိုင်ကြောင်းရှင်းပြနေပါတယ်။အခန်းထဲမှာတော့ပမောခါချုပ်တဲ့ရောက်နေပြီးចောင်းသားတို့အကဲခန့်နေကမိကုံးနေလဲချွေနေပါတယ်။ဒီအချိန်အခန်းထောက်ထဲမှာဆာအောင်သာကုန်းပြီးကြက်နေတဲ့မိုက်ကိုကြည့်နေရင်ဆော်လဘန်ဟာအမလို့အမရဖြစ်နေကဆော်လဘန်ဟာမိုက်ကဲဆာအောင်တို့တချလိုက်ပြီးမင်းပါကောင်လဲငါပါကောင်လဲနဲ့မြောက်သားသွေးပေါက်အချိန်ကြပါတယ်။သွေးပေါက်အချိန်ကြီးနဲ့အရှိန်လိုမီဆော်လဘန်ဟာပမောခါရဲ့စုကိုမနှော့ဆက်ဖြစ်စီလိုက်မိပါတယ်။ ပမောက်ကလည်းပျက်စီးသွားတယ်သူရဲ့အမတ်တရားစုလေးကိုကန်လိုက်တာဒါလေးဟာအမတ်တရားပျက်စီးတတ်ပါပဲလို့ဗစက်ကပြောနေပေမယ်စိတ်ထဲမှာတော့နှကောင်လို့အရင်ကိုချုပ်တဲ့ဟိတ်တွေတဖောမဖြစ်နေပြီနေရာမှာနေစမွတ်တက်အစ်လိုက်ပါတယ်မိုက်ကတော့စစ်စစ်တမြမေကိုနိုင်ကိုမန်ဟောဖြစ်နိုင်ပေမယ်လက်တွေ့ပြတဲ့အချိန်မှာတော့ထူမမိုင်ကနေတယ်လို့ဖြစ်နေပြီကြောက်စရာမကောင်းနေရာကြောင့်အတန်နဲ့ထုတ်ခံလိုက်ရပါတယ်ဆိုလိုပဲကတော့ဘာစုဘာမှမသိပဲအဟိုးယုံမဲ့လုပ်ပြနေရာကြောင့်ပမောက်ကဟာတခါရထုတ်ပြလိုက်ပြန်ပါတယ် တပူပေါ်တပူဆင်းဆိုသလိုဆော့လဘန်လည်းရောဖွေးရနေပါတခါလဲထွက်လိုက်ရပြီမိုက်နဲ့ပေါင်းကမိုက်ကလည်းသူမတက်ချင်တဲ့စွမ်းရည်တော်လာမှုစက်ရုံမှာတက်နေရလို့နှစ်ယောက်သားစိတ်တက်နေကြနေကြပါတယ်ဒီအချိန်မှာမိုက်ကကြောက်ဆက်ဆက်ရောက်ခြင်းတော့မှသူနေရာမှာကတ်ထားခဲ့တယ်ထောက်လန့်ချင်းခင်ကိုတွေ့သွားကြောင်းစိတ်တက်တွေပြန်ပြီးတက်ကြွာလာကအဲ့ဂိမ်းမှာဝင်ပြိုင်မှုအတွက်ဆုံးဖြတ်ချချလိုက်ပါတယ်အကြောင်းကတော့အဲ့ဂိမ်းမှာသူနေလို့ရှိရင်ကြောင်းလုံးမှာအချမ်းဆုံးဖြစ်သွားပြီဖြစ်ပြီးထောက်လန့်ချင်းမိချောင်းလည်းပြန်ပြီးတက်လိုက်မှာဖြစ်လို့ဖြစ်ကမိုက်ကဂိမ်းကိုစည်ရင်းလာသွင်းပြီးသူ့ရဲ့အဖွဲရတော့ကြောင်းလုံးရဲ့ငါးကြောင်းနေနဲ့ဖွဲ့စည်းကြတယ်အိုစပါကပ်ပါခေါ်အိုကေအဖွဲပဲဖြစ်ပါတယ် မိုက်ကလူစည်းရင်းသွေးနေတဲ့အချိန်မှာပဲသူ့ကိုအထင်သေးပြီးတော့ကြောက်ထုတ်ခဲ့တဲ့ပမောက္ခချုပ်ကိုတွေ့ရကြအောင်တခါလေးဖြဲလိုက်ပြီးဒီကိန်းမှာသူတို့နိုင်ငံလို့ရှိရင်ကြောက်ပြန်တခွင့်ရဖို့အတွက်ပြောလိုက်ပါတယ်။ပမောက္ခချုပ်ကလည်းဒီကိန်းမှာသာနေနိုင်ငံလို့ရှိရင်မြို့နေမဟုတ်ဘူးနေရတဲ့အဖွဲ့လုံးမှာကြောက်ပြန်တခွင့်ပေးမယ်လို့ပြောနေပြီးအကယ်လို့ရှုံးခဲ့လို့ရှိရင်တော့ကြောင်းဝင်းနေရနေပါတခါလေးထွက်တော့ရမယ်လို့ပြောလိုက်ပါတယ်။မိုက်လည်းပမောက္ခကိုတစ်ချက်ကလေးမှကြောက်မနေပဲရောင်ကြီးစားကြီးကိုလက်ခံလိုက်ကပွဲစည်းအတွက်ပေးတဲ့အချိန်မှာတော့ခေါင်းနှလုံးနဲ့သူတို့အဖွဲ့တရားတယောက်ကိုတိုင်ပွဲစည်းကမ်းအရာတယောက်ပဲလို့ယူဆတဲ့အတွက်မိုက်ရဲ့အဖွဲ့ကအဖွဲ့ဝင်တယောက်လုံးနေခဲ့ပါတယ်။ ဖောင်ကလည်းမကြခင်မှာပြိတ်တော့မှမလို့မိုက်လည်းအသက်သက်ရှာဖွေနေရပြီမကြခင်မှာသူ့ရဲ့အဖမ်းမရန်ဒီကိုတွေ့လိုက်ရတာကြောင့်အဖွဲတွေဝင်ဖို့ခေါ်ပေးမယ်ရန်ဒီကတော့ရောအဖွဲရဲ့အဖွဲ့တယောက်ဖြစ်နေခဲ့ပါပြီအဲ့ဒီအချိန်မှာဆော်လဗန်ဟာကားပေါ်အောင်တက်လာပြီသူလည်းမိုက်တို့အဖွဲတွေကိုဝင်မယ်ဆိုပြီးစီးရင်သွေးမို့လို့လိုက်ကမိုက်ကတော့ဒီကောင်တော့လက်မခံဘူးလို့ပြောနေပေမဲ့အချိန်ကပြီးကန်နေဖြစ်နေရကြောင်းအောက်တက်တက်နေပဲဆော်လဗန်ကြီးကိုလက်ခံလိုက်ရပါတယ်ဒီလိုနဲ့မိုက်လေသူ့ရဲ့အဖွဲ့အကောင်တွေနဲ့စပြီးမိတ်ဆက်ပြီးကအဖွဲ့ဝင်တွေအကုန်လုံးဟာမိုက်လိုပဲတောက်စရာမကောင်းလို့ထောက်နိုင်ရင်မိချာကနေပမောက်ခထုတ်တာကိုခံရရတဲ့သူတွေပဲဖြစ်ပါတယ် ပုံစံတွေကလည်းချစ်စရာကောင်းနေတဲ့အပြင်ကောင်းွက်ဆိုလို့လည်းဘာတစ်ခုမှမရှိကြပဲ။ OK အဖွဲ့ရဲ့အသက်ကြီးဆုံးသူကတော့ဒုံမလို့ခေါ်တဲ့ចောင်းသားဟာတယောက်ဖြစ်ပြီးစိတ်ကတ်တဲ့ခန္ဓာကိုယ်နဲ့အယောင်ဝင်တန်တူပဲဖြစ်ပါတယ်။ကောင်းတဲ့လုံးနဲ့အမွာလေးရတော့တယောက်တမျိုးကြိုက်ကြတာဖြစ်ပြီးနှစ်ယောက်စလုံးအကြိုက်တူတဲ့အရာတစ်ခုရှိကြောင်းနဲ့အဲ့ဒါတော့မျက်လည်ပြတာပဲဖြစ်ပါတယ်။နောက်တစ်ကောင်ကတော့ F လို့ခေါ်တဲ့ကောင်ဖြစ်ပြီးခြေထောက်ကြီးကြီးအမွေးထူထူနဲ့ကောင်တစ်ကောင်ဖြစ်ကနောက်ဆုံးချိန်နဲ့တယောက်ကတော့ Switch လို့ခေါ်တဲ့မျိုးလုံးများတာလွဲလို့ရှိရင်ဘာမှမရှိတဲ့ Fatty လေးတစ်ကောင်ပဲဖြစ်ပါတယ်။ ။အုစမကဘာအသင်းသားတွေဟာတစ်ဖက်လုံးပေါ်ရင်တော့ဖုံးကြီးကြောင့်တစ်ခါရောက်ခူးတဲ့ကောင်တွေမဟုတ်သလိုပဲ။ဘာအတွေ့အကြုံမှမရှိကြတာကြောင့်စာရန်တော်တဲ့မိုက်ကိုသာသူတို့အဖွဲ့ကိုဦးဆောင်ခိုင်းလိုက်ပါတယ်။မိုက်ကတော့ဒီချိန်နေထိရောက်နေပြီပဲမထူးတော့ပါဘူး။တင်းရင်မြင့်ကြီးရှင်ရွှေထီးပဲဆိုကရှိသမျှကိုထုတ်ပြဖို့အတွက်ပြင်ဆင်နေပါတယ်။ဒီလိုနဲ့ပဲမတဲ့တူတွေနှစ်ကောင်ဟာတခဲနဲ့မှအတူတူအိတ်လာကြရပြီ။မနဲ့မိုးလေးလာနဲ့စောစီစီပေါ်လို့ရိုက်ပြီးနိုးလာကြပါတယ်။ဒီနေ့ကတော့တာမန်နေနေလည်းမတူပဲအိုစမကဘာအဖွဲ့ရဲ့အိမ်ကိုစိုက်တေးရောက်နေပြီးညချာရဲ့ပြိုင်မဲ့ပြိုင်ပွဲအတွင်းတင်းနေရပို့ထားလာပဲဖြစ်ပါတယ်။ ဒါပဲရောက်တဲ့အချိန်မှာတော့ပထမဆုံးဂိမ်းကိုစပြီးရှင်းပြခဲ့ရတာပွဲစစ်စင်သူတွေကကလေးတယောက်ရဲ့အခန်းထဲမှာရှိတဲ့အန်ဒီရရှိတဲ့ပစ္စည်းတွေအကြောင်းကိုရှင်းပြပြီးအဲ့ပစ္စည်းတွေကိုတင်ပြီးလို့ရှိရင်သိတဲ့အကြောင်းနဲ့သူတို့ရှိမှအဲ့ပစ္စည်းတော့မရှိပေမဲ့ပညာရှင်တွေရဲ့ကြိုးစားမှုကြောင့်ဓာတ်ထားတဲ့တန်မချုပ်လေးတော်ရှိပြီးအဲ့ဒါလေးတွေကိုကလေးတွေရဲ့ပစ္စည်းအဖြစ်နဲ့မှတ်ယူတာမထီအောင်ရှောက်တင်းပြီးတော့တစ်ဖက်ကိုချောင်းအောင်ပြရမှာပဲဖြစ်ပါတယ်ပြန်ဝစီကရတော့ရှိရှိလေးဖြစ်ပြီးအရင်ဆုံးပတ်ဝင်တဲ့အဖွဲကအတိုင်ရမှာဖြစ်ကနောက်ဆုံးမှာပတ်ဝင်တဲ့အဖွဲကတော့ရှုံးမှာပဲဖြစ်ပါတယ် ပြည်မဲဝင်မှုအတွက်အဖို့ဝင်များစွာရှိနေပြီးပိဿများစွာလည်းရှိနေကအာမေတန်နေနဲ့ထူညံနေပေမယ့်အိုစမာကဘာအဖွဲ့အတွက်ကတော့ဆွဲခဲ့အမိတယောက်ကသာအကြီးကျယ်အားပေးနေပါတယ်။ပြည်ပွဲရဲ့အဓိကစီးမင်းရာအလုံးလေးတွေကိုမထီအောင်လုပ်ရမှာဆိုပေမယ့်အိုစမာကဘာရဲ့အက်ကတော့အစိတ်ရှိတဲ့ပစ္စည်းတွေကိုအယောင်တလက်တက်နဲ့မို့လို့အသက်ရနေပြီးပြည့်ဖက်ခြင်းစိတ်တွေပေါ်နေပါတယ်။ပြည်ပွဲကိုပုံပြီးမြိုင်သွားအောင်လို့အခန်းတစ်ခန်းလုံးမှာမီးပေါက်ထားလိုက်ကြပြီးဆော်လမန်နဲ့မိုက်တောင်မှာအနေငယ်တုံသွားခဲ့ပါတယ်။ ဒါပေမဲ့ဟန်ကူမှုပြင်လိုက်ကြပြီဆော်လဗန်နဲ့မိုက်ကတယောက်သားဘသူရင်ရောက်မလဲဘသူရင်ရောက်မလဲဆိုပြီးပယ်ဆယ်မုတ်တဲ့ဆိုင်မင်းတွေကပွဲဆက်ခရမုတ်တာနဲ့ကျန်တဲ့အဖွဲ့တွေအကုန်လုံးကအချင်းချင်းစီလို့မုတ်တဲ့အသတိပေးနေကြပြီအိုစမာကပ်ပါကတော့တယောက်တစ်မျိုးစီနဲ့ဖြစ်စင်တိုင်းဖြစ်ပြီးပြင်စင်တိုင်းပြင်နေကြပါတယ်ခိုင်ကောင်းတဲ့မှာအကျိတ်တွေစူးစမ်းရှင်းပြန်ခဲ့ကြပြီးနောက်ဆုံးမှာတော့ရောဖွဲ့အနောက်ဒုတိယအနေနဲ့မိုက်နဲ့ဆော်လိုဘန်ကအတူတူပန်းဝင်လာခဲ့ကြပါတယ် ကျန်တဲ့အဖွဲ့သားတွေအကုန်လုံးကတော့အစိတ်ကိုနေပြီးဗဇတဲဝင်နေတိုင်ပတ်နေကြကအစိုးဆုံးကတော့အစိတ်လုံးကိုအချက်ဆုံးဆိုပြီးပြေးဖက်မိတဲ့ FA ဖြစ်ကမိုက်တော့ကတော့ဒုတိယအနေနဲ့ပတ်ဝင်လာအကြောင်းအန်တယ်ကင်းသွားပြီလို့ထင်ခဲ့ပေမဲ့တစ်ဖွဲ့လုံးပတ်ဝင်နေမှနိုင်မှာဆိုလို့သူတို့အဖွဲ့ကိုပြန်လည်ကြီးဆောင်တာနေကြပြီးစောင့်ဝါကြိုနဲ့အောင်လို့နောက်ဆုံးကဒီအုစမကဘာအဖွဲ့ကပတ်ဝင်လာခဲ့ပါတယ်ဒီလိုနဲ့အုစမကဘာအဖွဲ့လည်းနောက်ဆုံးမှပတ်ဝင်ခဲ့ရအကြောင်းထုတ်ခရလို့ဖြစ်သွားပြီးပမောက္ခလည်းဂါထင်သားပဲဆိုတဲ့အကြည့်နဲ့အုစမကဘာအဖွဲ့ကိုကြည့်နေတဲ့အချိန်မှာကြံကြံချက်တစ်ချက်ဝင်လာခဲ့ပါတယ် အဲ့လာတော့ပြိုင်ပွဲဝင်အဖွဲတစ်ဖွဲ့ဟာအစိမ့်မမိအောင်လို့စေးရီတွေကိုခိုးပြီးလိမ့်ခဲ့ဟာအဲ့စေးရီတွေကြောင့်ပဲတရားမဝင်ဖြစ်သွားပြီးအထုတ်ခံခဲ့ရကြအောင်အိုစဝါကပါအဖွဲလည်းပြိုင်ပွဲကိုပြန်ပြီးတော့ဆက်လက်ရှင်းပြိုင်ဝင်ရသွားခဲ့ပါတယ်။ဒီလိုနဲ့ပထမပြိုင်ပွဲမှာဖြစ်ခဲ့တဲ့အမားတွေကိုပြန်လည်ပြင်ဆင်ဖို့အတွက်နောက်ထပ်ပြိုင်ပွဲတွေအတွက်မိုက်ကအဖွဲသားတွေကိုစီးလုံးအောင်လို့လေ့ကျင့်မိနေပြီးငကိုကလေးဟာပါရမီကိုပဲအားကိုးတဲ့ဆော်လမဲရတော့လေ့ကျင့်ရင်မလုပ်ပဲအလိမ့်လိုက်နေခဲ့ပါတယ်။ အဖွဲ့သားတွေကလည်းသူတို့တွေကဘာမှမဟုတ်တဲ့ကောင်တွေဖြစ်လာကြအောင်အပြစ်နေကြပြီးပထမဆုံးပွဲကလည်းချုံထားအောင်စိတ်ထကြနေကြပြီမယ်ဒုတိယမြောက်ပြိုင်ပွဲကတော့တတိယခုယူရတဲ့ပြိုင်ပွဲကြီးဖြစ်ပြီးစာကြည့်တိုက်ကအလယ်မှာကိုအသေးနဲ့တက်ဆိုင်ရအလယ်ကိုထားရမှာဖြစ်ပြီးစာကြည့်ရထဲမှာအတန်ဆူလို့ရှိရင်အပြင်ကိုထွက်ပြစ်တတ်တယ်စာကြည့်တိုက်မှုကြီးမသိအောင်လို့အလယ်ကိုယူကြရမှာပဲဖြစ်ပါတယ်မိုက်ကတော့တသိလုံးကိုသူတို့တွေလိုက်လို့ပြောထားပြီးတသိလုံးကလည်းသူစကားအောင်နှထောင်နေကြခါတလန်ချီတလန်ချီလန်းနေကြပြီးသူတို့ရဲ့မဟာဗျူဟာမျက်စစ်စင်ရေးကြောင့်တစ်ဖွဲ့ပြီးတစ်ဖွဲ့အလယ်လျော်ချကုန်ကြပါတယ် ဒါမဲ့မိုက်တူဟာဘောင်မကယူမဆိုင်ပဲအစစ်စစ်ရဲ့တိုင်းတိုးတိုးလေးပဲလှူရှားကြနေရကြအောင်စိတ်မရှိတော့တဲ့ဆော်လမန်ဟာအလိမ်မှန်ပြေးသွားခဲ့ပြီးအလံအောင်ယူဖို့တော့တဲ့အချိန်မှာပဲစာကြည့်တဲ့မူဟာအတန်ကြားလိုက်တာကြောင့်ဆော်လမန်ဘက်ကိုလှည့်ကြည့်လာပါတယ်။ဒါမဲ့မျက်လုံးကဝါးနေရကြအောင်ဘာမှမသိရဖြစ်နေတဲ့အချိန်မှာဂိမ်းရဲ့စီမင်းအရာတယောက်လုံးပြစ်ခံရရတဲ့တစ်ဖက်လုံးရှုံးမှဖြစ်တာကြောင့်ဆော်လမန်ကိုစာကြည့်တဲ့မူရဲ့လက်ကနေလွတ်ဖို့အတွက်တစ်ဖက်လုံးကစပြီးစူးစမ်းကြရပါတယ်။ အဲ့လိုနဲ့ပဲအုစမကဘာအဖွဲ့ရာအများနဲ့မတူတမှုထူးခြားပြီးအကောင်လုံးဟာတိုးတိုးတက်တက်လုပ်နေကြတဲ့အချိန်မှာတော့အုစမကဘာအဖွဲ့ရာကောင်တွေဟာဘယ်တော့ခါနေလုပ်နေကြတာတယောက်တစ်မျိုးစီစာကြည့်တဲ့မှုယူအောင်လျှောက်ပေးနေကြပါတယ်။ဂိမ်းရဲ့အဓိကစီမင်းဟာလွတ်ပြစ်မခံရဖို့ဖြစ်တာကြောင့်အကောင်လုံးလည်းရေကြီးတုပ်ပြန်နဲ့အခန်းမြေကိုထွက်ပေးနေကြပြီးမိုက်ကတော့မပြေဖို့နဲ့အလံမပါသေးဘူးဆိုပြီးအသက်သက်ပြောနေပေမယ့်အုစမကဘာအဖွဲ့ရာကောင်တွေကတော့အဲ့ဒါကိုစိတ်မပူဖို့နဲ့လွတ်ပြစ်မခံရဖို့ကသာအဓိကဆိုပြီးအပြေအဝရအောင်ထွက်ပေးကြပါတယ်။ ဒီလိုမျိုးဗျမ်းမတာနဲ့ဖြိုးဒုက္ခတွေဖြစ်ပြီးလွတ်လာကြပေမယ့်မိုက်ကတော့အလံမပါလာအောင်စိတ်ကြီးကြပ်တက်နေတဲ့အချိန်တစ်ချိန်လုံးပြောက်နေတဲ့ switch ကသူ့လာတဲ့အလံလေးကိုထုတ်ပြလိုက်ပြီးအမောင်တစ်ယောက်ကလည်းမျက်လှမှာအရေးကြီးဆုံးကဘာလဲသိလားအာယုံလွှဲလာပဲလို့ပြောလိုက်ပြီးမိုက်လည်းအဲ့တော့မှသူ့ရဲ့အဖွဲကိုစပြီးအံ့ဩသွားရပါတယ်သူတို့ရဲ့ညီညွတ်ညွတ်နဲ့ဟာသဆက်ဆန်ဗျမ်းမတာမှ US မှုတွေကြောင့်အဖွဲကလည်းလူသိများလာခဲ့ပြီးပါတီတွေဘာကြီးတက်ဖို့အတွက်တောင်မှမင်းကလေးအဖွဲကလာပြီးဖိတ်ထားအောင်ခံခဲ့ရပြီးပဲဖြစ်ပါတယ် ပထမဦးဆုံးအချိန်ပါတီဖိတ်ခံကြရအောင်ဥစမာကဘာအဖွဲ့သားကြီးလေအပျော်ကြီးပျော်နေကြပြီပါတီကိုဘယ်လိုတက်ရမလဲဆိုတာအောင်မိုက်ကိုမေးလာကြကမိုက်ကတော့မင်းတို့ဟာဒီနေ့မှာအထူးကြောင့်အပြတ်မဆုံးအလုပ်ကိုတော့လွတ်လာခဲ့ကြတာပဲပါတီတက်တာဘာမှမခက်ပါဘူးဆိုပြီးအားပေးလိုက်ကပါတီတွေကိုဝင်လာကြပါတယ်ဒါမဲ့သူတို့ထင်တာသူတို့မျိုးဖြစ်မလာပဲအခြားအဖွဲ့တွေကသူတို့ကိုလှောင်မိုးတက်ခေါ်လိုက်တာဖြစ်ကရဲရောက်ချင်းမာနေအိုစမာကဘာအဖွဲ့ဘော်ကိုစီးရီလောင်းပြီးတလက်လက်အမှုတွေပြုဖြားလိုက်ကအချို့တွေလည်းပြစ်ပေါက်ကြပြီးချက်စီဟာအဖွဲ့လေးဆိုပြီးဆောင်မြောက်ကအရှောက်ခွဲခဲ့လိုက်ကြပါတယ် နောက်တစ်ရောက်တဲ့အချိန်မှာလဲသူတို့ရဲ့ပုံတွေရောတခြားလုံးမှကတ်ထားကြပြီးရောဖွဲ့ရကောင်းနေရတောင်ရဲ့ရံပုံကအတွက်ဆိုတာသူတို့ရဲ့ပုံတွေရောရောင်းစားနေရကြောင်းတစ်ဖက်လုံးလည်းအရရှက်သွားကြပြီးစစ်တပ်တွေပါကြကုန်ကြပါတယ်ဒီအချိန်တွေရိုရိစားမိတဲ့မိုက်ကတော့ညရောက်တဲ့အချိန်မှာသူ့ရဲ့အဖွဲ့ကိုအားပေးဖို့အတွက်တဏျာကိုသွားကြမယ်လို့ပြောလိုက်ပြီးအစာအုပ်တစ်ခုစီကိုဖောက်ပေးဝင်ကြပါတယ်သူတို့တစ်ဖွဲ့လုံးကတော့ဆွေးခဲ့အမိဟာကားနဲ့လိုက်ပို့ပေးရဖြစ်ကရောက်လာတဲ့နေရာကတော့တခြားမဟုတ်ပဲ၆နိုင်ရဲ့အစားအုပ်ပဲဖြစ်ပါတယ် မိုက်လေအဆောက်အုံထဲမှာရှိတယ်နာမည်ကြီး6လောက်ရေးသမားတွေကိုပြနေပြီသူတို့တွေတရားတချို့ဆိုရင်ဩစမာကဘာအဖွဲရလူပဲကြောက်စရာမကောင်းကြပါနဲ့ကြောက်စရာမကောင်းကောင်းလို့သူတို့ကိုသူတို့မော်တဆိုင်လောက်ကြပြီသူတို့မှရှိတဲ့အစွမ်းအစာရင်းနဲ့အားသာချက်တွေကိုတုံးကခလေးတွေကို6လှန်နေကြတာပဲဖြစ်ပါတယ်ဒါတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဩစမာကဘာအဖွဲသားရေးလဲဆင်းရဲတတ်ကြလာကြပြီရုပ်သားတွေပြီးပြီပဲဟိုကောင်ကဘာတူလဲဒီကောင်ကဘာတူလဲအဲ့ကောင်ကငါကြိုက်တာအဲ့ကောင်တော့ဖြစ်ငါဘလို့သဘောကျတာဆိုပြီးတယောက်နဲ့တယောက်ပြောလာကြတာဆော်လမန်နဲ့မိုက်ကတော့အကြိုက်ချင်းတူနေကြတော့အ ਨੇ ကကြီးကြိုက်လာကြပါတယ် ဒီလိုနဲ့တစ်ဖက်လုံးလည်းမိုက်ခဲ့တရားဘူးအောင်မှာအရင်အထက်ပူပြီးကြိုးစားလိုက်လို့ရကြကပုံမှန်ထက်ပူပြီးလည်းအတွဲညီလာကြပြီနောက်ထပ်ပြိုင်ပွဲရတော့ဝင်ကမာထဲမှာပြိုင်မှာဖြစ်ကယူရီယာပေါ်လာတဲ့ကလေးတွေတော့ပဲ၆လမ်းမှာဖြစ်ပြီးဆယ်ရောတက်တီဆိုရင်တော့ပုံနေရမှာပဲဖြစ်ပါတယ်ပြိုင်ပွဲအတွက်မိုက်ကအသက်သက်လင်းကျင်ထားပြီးပြိုင်ပွဲနှစ်ယောက်တဲ့အချိန်မှာတော့ပုံမှန်အတိုင်းရောဖွဲ့ဟာပထမနေရာနဲ့ပန်းဝင်ပြီးအလုံးမထင်မှတ်ထားတဲ့အန်နာဒေါအဖွဲ့ဖြစ်တဲ့အော့စမာကပ်ပါအဖွဲ့ဟာဒုတိယအနေနဲ့ပန်းဝင်လာခဲ့ပါတယ်ပိတ်ခုမင်းကလေးအဖွဲ့ကတော့ပြုတ်သွားခဲ့ပြီးနောက်ဆုံးမှာတော့သုံးဖွဲ့ပဲကြာမှာတော့တယ် တဖြည်းဖြည်းနဲ့ဆော်လမန်ကြီးလည်းပို့ပို့ကြိုးစားလာပြီးမိုက်ကလင်တောင်တငယ်ချင်းတွေဖြစ်လာပြီးမန္တတိုင်းပြည်ထောင်တာတက်နေကြဖြစ်တဲ့အခန်းချင်းတွေပြင်ဆင်မှုတွေတော့မှာအတွင်းကြီးကြီးနဲ့မြောက်တာအေးစစ်ဖြစ်ရှင်းလာနိုင်ခဲ့ပါတယ်။ဖိုင်နယ်မြောက်ခင်နောက်ဆုံးပြန်ရတဲ့ပြိုင်ပွဲကတော့တူတူပုံနဲ့ပြိုင်ပွဲဖြစ်ပြီးမိုက်ကသူ့အဖွဲ့သားတွေမှာရှိတဲ့အားသာချက်တွေကိုတခုချင်းသိဆင်းပြလို့ပြီးကအဲ့ဒီအဖွဲ့အကြောင်းပဲအော်စမာကဘာအဖွဲ့နဲ့ရောအဖွဲ့သားနိုင်သွားခဲ့ပြီးအော်စမာကဘာအဖွဲ့လည်းဖိုင်ရတက်သွားခဲ့လိုက်ပါတယ်။ဒီချိန်မှာတော့အားလုံးမထင်တာခဲ့တဲ့အဲ့တော့တော့ဖွင့်ပြတဲ့အော့စမတ်ကဘာပူပူပြီးနာမည်ကြီးလာခဲ့ကအားပိသူတွေကလည်းတခဲနဲ့ရှိလာခဲ့ပြီးအဖွဲ့ဝင်တွေကလည်းအလုံးမင်းဝမ်းသာနေကြရပါတယ် မိုက်ကတော့တခြားသူတွေကိုပါ၆တဏီပညာတွေတရားပေးနေပြီးအခြားဖိုးဝင်တွေကလည်းသူတို့ကိုယ်စီကိုယ်စီဖန်တွေရနေကြတာကနာမည်ကြီးချင်းဆိုတဲ့အရသာကိုအပြည့်ဝခံစားနေကြရပါတယ်။နောက်ဆုံးပြိုင်ပွဲကတော့တယောက်စီပြန်မယ်ပြိုင်ပွဲဖြစ်ပြီးအဖွဲထဲမှာရှိတဲ့ကောင်းတွေဟာတောက်ဆက်ကောင်းတွေဆိုတာကိုပြသရမှာဖြစ်ကာအိုစမာကဘာအဖွဲရဲ့လက်ကောင်ချက်စီဟာအကောင်ဆုံးနီးပြားကြီးဖြစ်တဲ့မိုက်ကတော့နည်းနည်းလေးမှတောက်ဆက်ကောင်းတဲ့ပုံဖြစ်မနေရကြအောင်ဆော်လဘန်ကအနည်းငယ်စိတ်ပူလာပြီးမိုက်ကိုတောက်ဆက်ကောင်းအောင်လို့အစပြီးတင်ကြပေးပါတော့တယ်။ မိုက်ကတော့စာအုပ်ထဲကသူတင်ထားတဲ့အတိုင်းတသွေမသိလို့ပြပေမဲ့ဆော်လဖယ်ကတော့အဲ့ဒါတွေအကုန်လုံးကိုမေးထားလိုက်ဖို့နဲ့တကယ်ကြောက်ရွံ့ကောင်းချစ်ချောက်တယ်ဆိုတာမင်းရဲ့ရှင်ထဲမှာပေါ်လာတဲ့ခံစားချက်တွေကိုဟေးရောက်မှုအပြစ်နဲ့အပြစ်ကိုမထုတ်လိုက်တာပဲလို့ပြောလိုက်တာမိုက်လည်းလုံရင်းလုံရင်းနဲ့ဆော်လဖယ်ပြောတဲ့ဟေးရောက်နေဆိုတာကိုအ ਨੇ ကနားလည်လာပါတယ်ဒီလိုနဲ့ပဲနောက်ဆုံးဖိုင်နယ်ပြိုင်ပွဲရောက်လာခဲ့ပြီးပြိုင်ပွဲကတော့တကယ်ချောက်တဲ့သူတွေမျိုးအယုတ်တွေနဲ့အရှင်မယားမှာဖြစ်ကာတူးကြီးစီရဲ့ချောက်တဲ့ချင်းစွဲရည်တွေကိုစစ်ဆေးကြမှာဖြစ်ပြီးအယုတ်ကအော်တာအမတ်ဖြစ်ကာခလေးရပိုကြောက်ပြီးပိုဝဲလေးလေးအမတ်ပိုရလေးလေးပဲဖြစ်ပါတယ် အဲ့ပြင်ပွဲကိုပို့ပြီးခဲ့အောင်လို့အခက်တခအခက်ဆုံးလက်ပဲမှာလဲပြင်ထားတာဖြစ်ပြီးဆော်လဗန်ကတော့မိုက်တရားမလုပ်နိုင်ပါဘူးဆိုရင်နေပါတယ်ဒီလိုနဲ့ပြန်ပွဲစားတဲ့အချိန်မှာတော့မိုက်ကသူ့ရည်သွေးရှိမဲ့ခြင်းပဲမယ်ဆော်လဗန်ကတော့မိုက်ကခေါင်းဆောင်ဖြစ်တဲ့အတွက်နောက်ဆုံးပိတ်ပါပဲအဲ့နဲ့လွယ်လိုက်ပါလို့ပြောလိုက်ပါတယ်အဖွဲ့သားတွေကလည်းဝိုင်းပြီးထောက်ခံကြတာကြောင့်မိုက်လည်းလက်ခံလိုက်ရပြီးပထမဦးဆုံးအနေနဲ့ကတော့အယောင်စီးတုံကအစပြိုင်ကတစ်ဖက်အသင်းရကောင်နဲ့တကားတစ်ချက်စီမှာကြီးထားတဲ့ကလေးရအချက်လက်တွေကိုဖတ်ကြည့်ပြီးရှင်မဲ့ကြတဲ့အချိန်မှာတော့ပထမဦးဆုံးပွဲမှာတင်တခြားတစ်ဖက်အသင်းကအမှတ်ပိုပြီးတာနေခဲ့ပါတယ် ဒီလိုနဲ့သူတို့များကိုယ်တို့များဆော်လာကြရင်နောက်ဆုံးမှာတော့ဆော်လမန်နဲ့ရန်ဒီထဲရောက်ရောက်လာပြီးဆော်လမန်ဟာအစာအုပ်ဖက်ကြည့်လိုက်ကမိုက်တင်ပေးထားတဲ့အတိုင်းပဲဘလို့ချောက်မလဲဆိုတာကိုသိသွားကအခန်းထဲကိုအထာကြကြနဲ့ဝင်သွားလိုက်ပြီးမိုက်ရှီယာတင်ထားခဲ့တဲ့6လက်ချင်းပညာနဲ့သူရှိမှရှိနေတဲ့ငโกပါရမီ6လက်ချင်းအဟံကိုပေါက်လိုက်ကအကြီးကြီးဟင်းအောင်လိုက်တာကြောင့်အခန်းထဲမှာတုံးလို့သွားခဲ့ရပြီးရန်ဒီလည်းပိုးနေရနေရနဲ့ပြုတ်ကြလာကခလေးကလည်းလန်လို့လာကြောင့်ရန်ဒီလည်းပြီးပြီးတော့6လက်လိုက်ရပါတယ် ဆော်လဗန်ရဲ့ရေဒီယပွဲကြောင့်ပဲမကြခင်မှာအုစမကဘာအဖွဲ့ရာရောအဖွဲ့နဲ့အမှတ်ပြန်ပြီးတူသွားခဲ့ကနောက်ဆုံးမှာတော့မိုက်နဲ့ရောအဖွဲ့ရဲ့ခေါင်းဆောင်တို့အလှည့်အောင်ထွက်လာကြပြီးအတိုင်းဆုံးကိုဆုံးဖြတ်ပြီးတော့မယ့်အချိန်ပဲဖြစ်ပါတယ်ရော်ဒီရဲ့ခေါင်းဆောင်ဟာ CIA ပြည်ပဲခလေးလေးကိုအထက်ကျကျချောင်းလန့်ပြလိုက်တဲ့အချိန်မှာတော့ချောင်းလန့်မှုစံချိန်ဟာဆော်လဗန်ထက်တော်မှာပိုပြီးမှသွားခဲ့ပါတယ်။မိုက်ကတော့ချောင်းလန့်မှုပြင်းလင်းစေဖြစ်ပြီးသူ့ရဲ့ခေါင်းထဲမှာတော့သူ့ကိုထက်လန့်ခြင်းမိချာနဲ့ဘာမှမတက်ဆိုင်တဲ့ခေါင်းချစ်ဖို့ခေါင်းနဲ့ခေါင်းမင်းဟာတောက်ဆက်ခေါင်းနဲ့ခေါင်းမဟုတ်ဘူးဆိုပြီးဝိုင်းဝေါ်ပြစ်တင်ခြင်းတရားလာအောင်ပဲအမှတ်ရနေပါတယ်။ ီလိုနဲ့အဲ့ဒီစိတ်တည်းဒေါသတွေကိုစူးစီးလိုက်ပြီးဆော်လမွန်တင်မိထားတဲ့အတိုင်းပဲ၆လချီကိုအကြီးကြီးအသုံးချလိုက်တဲ့အချိန်မှာတော့ခလေးရုပ်ကလေးဟာတင်မတက်ထားအောင်လိုက်ပြီးမိုက်ကယ်ဆန်ကြီးကလည်းအားလုံးကိုတက်တက်သေးသွားလောက်အောင်လို့အမှတ်အမြစ်သုံးရနေကအော့စမာကဘာအဖွဲ့လည်းပထမဆုကိုစခုသွားခဲ့ပါတယ်ဒီလိုမျိုးအော့စမာကဘာအဖွဲ့ဟာအောင်းတန်သူတွေဖြစ်သွားကြပြီးမိုက်ကလည်းသူ့ဘာကောင်လဲဆိုတာကိုပြတ်လနေတဲ့အတွက်အယံဝမ်းသာနေကြတဲ့အချိန်သူ၆လခဲ့တဲ့ရုပ်ကလေးကိုနောက်ဆုံးလေးနဲ့လာကြည့်ပြီးသူ့လုံခဲ့တာတွေအတွက်ဂိုယူနေကခလေးရုပ်ကလေးကိုတာမန်တန်နဲ့ဘူးဆိုပြီးချက်ချောက်လိုက်ပါတယ် ဲ့လိုချေချောက်လိုက်တာအောင်မှာခလေးရုပ်ကလေးဟာအကြောက်လက်မိထားအောင်လိုက်တာကြောင့်မိုက်ကလည်းမသိကဖြစ်သွားပြီငါကြောက်ဖို့ကောင်းတော့မှန်ပါတယ်အဲ့လိုတော့မဖြစ်နိုင်ပါဘူးဆိုပြီးခလေးရုပ်နေတာမှာလက်ဖြောက်တီးလိုက်တဲ့အချိန်မှာလည်းအမတ်ကအမြင်ဆုံးထိရောက်သွားအောင်လို့ခလေးကထပြီးអော်ပါတော့တယ်မိုက်လည်းမသိကဖြစ်လာပြီးခလုတ်တွေကိုသတိလိုက်တဲ့အချိန်မှာတော့အားလုံးရဲ့ခလုတ်တွေဟာအမတ်အမြင်ဆုံးဖြစ်နေပြီးသူ့လက်ရောက်ရတဲ့အချိန်မှာတော့ခလုတ်ကကျိုးနေတာကိုတွေ့လိုက်ရပြီးအဲ့လိုလုပ်တဲ့သူကလည်းသူ့မတိုင်ခင်သူ့ရှိမှဝင်သွားတယ်ဆော့လဘန်ပဲဖြစ်တာကိုသိသွားပါတယ် အကြောင်းကတော့ဆော်လမင်ဟာကျောက်ဖို့တစ်စက်ကလေးမှမကောင်းတဲ့မိုက်ကြောင့်မတော်လို့သာသူတို့အတင်ရှုံးသွားခဲ့လို့ရှိရင်ကျောက်ထုတ်ခရရမှာဆိုလို့အခုလိုလုပ်ခဲ့ရတယ်လို့ပြောပေမဲ့မိုက်ကတော့သူ့ကိုမယုံတဲ့အတွက်ဆော်လမင်ကိုရောသားအကြီးကြီးထောက်သွားပြီးမြောက်သားအကြီးကြီးရိုက်ပြကြကသူတို့တယောက်ပြောတာကိုကြားသွားတဲ့အဖွဲသားကြီးကလည်းစူပလာယူထားခဲ့ကဆော်လမင်ရှင်ထောက်သွားခဲ့လိုက်ကြပါတယ် ဒီအချိန်မှာဒေါသအကြီးအထွက်နေရဲ့မိုက်ကတော့သူကြောက်ဖို့ကောင်းလဲဆိုတာကိုတသိပြဖို့အတွက်ကျောင်းဝတားပြထားတဲ့အခန်းလေးကိုခိုးဝင်သွားလိုက်ပြီးတကားထုတ်လို့ရတာဝဲခန်းနေရဒီတကားကိုမကြခင်မှာဖျက်ပြရတော့မယ်လို့ပြောနေပေမယ့်မိုက်ကတော့အဲ့တကားကိုမှဝင်ချင်စိတ်တွေဖြစ်လာကသူတို့ရှိရနေတော့ခိုးယူလိုက်ပြီးတကားလေးကိုခိုးဝင်သွားလိုက်ပါတယ်ဒီအချိန်မှာဆော်လဗန်ကတော့သူ့ကိုရောဖွဲ့ဟာပြန်ပြီးလာခေါ်တာတော့မှညင်လိုက်ပြီးဘာမောခချုပ်စီမှာသွားကသူ့ရဲ့အပြစ်တွေအကုန်လုံးကိုလာပြီးဝန်ခံလိုက်ပါတယ်ပါဘောခါချုပ်ကတော့အဲ့လိုရက်အတွက်ဆော်လဗင်ကိုကြောင်းရိုက်ထူတာပို့တံပေါင်းထုတ်လိုက်ပြီးမကြခင်ပဲဆက်သက်ခန်းတရနေအတန်နေပြီးလာပါတယ် ဆော်လဗန်လည်းအတန်ကြားရတယ်မိုက်ဆိုတာကိုတန်းတီးလိုက်ပြီးဆက်သက်ခံတဲ့ဝင်သွားတဲ့မိုက်ကတော့ကလေးမလေးတယောက်ကိုခြောက်လိုက်ပေးမယ်ကလေးမလေးကမျက်လုံးတစ်လုံးပဲပါတယ်အစရောက်ကောင်းလေးကိုသူ့ကိုချက်ထုတ်ပြပြနေရဲဆိုပြီးမကြောက်တဲ့အပြင်ရီပါကြီးနေပါသေးတယ်အဲ့ဒီပြင်မိုက်တယောက်လည်းကန်ကြီးရဲ့ဆုံးသွားပြီးတကားကိုဖျက်ပြုတ်လို့တဲ့အကြောင်းဟာတခြားမဟုတ်ပဲတကားကတာမန်တယောက်ရောက်သွားတာမဟုတ်ပဲမိဘမဲ့ကလေးကြောင့်ရောက်သွားတာဖြစ်ကအထဲမှာတော့ကလေးတွေအများကြီးရှိနေရကြောင်းမိုက်လည်းကလေးတွေရဲ့ဝိုင်းဝှက်လောက်မြောက်ခြင်းနဲ့ပိတ်လောက်ချခြင်းကိုခံလိုက်ရပါတယ် ဒီချိန်မှာဆော်လဗန်ကတော့သူ့ကြောင့်အခုလိုဖြစ်ရတာဆိုပြီးမိုက်ကိုကယ်ဖို့တုံ့ချင်နေပေမဲ့အိုစမာကပ်ပါအဖွဲ့သားတွေကတော့တကယ်တော့လို့ရှိရင်ဆော်လဗန်အဖမ်းခံရမှာဆိုလို့ငါတို့ဝန်ကူညီပေးပါမယ်ဆိုကာသူကသူ့တထားတဲ့အချောင်းစီးပညာနဲ့အနားမှာရှိနေတဲ့လူတို့ရဲ့အဆောက်အအုံကိုအာရုံလွှတ်ထားလိုက်ပြီးဆော်လဗန်ဝင်လို့ရအောင်လို့ကူညီပေးလိုက်ကြပါတယ်ဒီလိုနဲ့ဆော်လဗန်လည်းနေရာကိုလိုက်ဝင်သွားခဲ့ပြီးသူရောက်တဲ့အချိန်မှာတော့မိမမဲ့ကလေးချောင်းကိုရဲတဲ့အညာအယောင်တွေကဘာမှမသိတဲ့ဂျိုသားလေးကိုဖမ်းဖို့တောင်းောင်းနေကြတာပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲရဲတွေကဆော်လဗန်ကိုတွေ့လိုက်တဲ့အချိန်မှာတော့ဝုန်းဝုန်းကြီးမဲ့ဆိုကာအနောက်ကနေလိုက်ပန်းကြပါတယ် ဒီလိုနဲ့ဆော့လဗန်လည်းပြေးလွှားနေတယ်နောက်ဆုံးမှာတော့မိုက်ရှိနေရည်စက်ကိုရွာလာခဲ့ကဆော့လဗန်ကမိုက်ကိုတွေ့တော့သူလုံးမိခဲ့ရတဲ့အတွက်တောင်းပန်နေရင်းနဲ့မိုက်ကတော့မင်းကဘာအတွက်တောင်းပန်နေရလဲမင်းကအရှုံးဆိုတာဘာမှမသိတဲ့ကောင်ပဲမင်းသားရဲ့ခံစားချက်ကိုနားလည်လာလို့မေးလိုက်ပါတယ် ါမဲ့ဆောလမန်ကတော့မဟုတ်တာမယားငါမင်းကိုနားလဲပါတယ်ပုပ္ပလေးလေးပြောရရင်ငါကလည်းအလုံးအထင်ကြီးရတဲ့ကောင်ဆိုပေမဲ့ငါကဘာရင်ရှင်းမှမရှိတဲ့ကောင်ပါငါကရှုံးမအောင်ကြောက်နေတယ်အချုံးသမားတယောက်ပါပဲဒါကြောင့်ပဲငါအခုလိုလုပ်ခဲ့မိတာပါလို့ပြောလိုက်ပြီးမိုက်ကတော့မင်းကဘာဖြစ်လို့အကိစ္စတွေကိုအရှင်တော့ပြောခဲ့ရလဲလို့ပြောလိုက်ပြီးဆောလမန်ကတော့ငါတို့တွေကအရှင်တော့ဟာတကယ်ချင်းမှမဟုတ်ကြတာကွာလို့ပြောလိုက်ပါတယ်အဲစကားကြောင့်မိုက်နဲ့ဆော်လမန်တို့လည်းအချင်းချင်းနားလည်မှုပြန်ရသွားကြပြီဆော်လမန်ကမိုက်ကိုအိမ်ပြန်မို့ခေါ်လိုက်ကနှစ်ယောက်သားအိမ်ပြန်မို့အတွက်မိမဘဲအကြောင်းလေးကိုပြန်ပြီးခွင့်ဝင်ကြပြီတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့တစ်ဖက်မှာဘာမှရှိမနေတော့ပါဘူး ဒီအချိန်ပဲသူတို့လိုက်ဖဲနေရဲ့ရဲတွေကလည်းသူတို့နောက်အောင်ပြောင်းလာကြပြီတကားဖွင့်မရဆိုတစ်ဖက်ကဗမောက္ခချုပ်ကမောဇာလောကအတွက်အန်ဒီရရှိရဆိုခါတကားကိုပေးချလိုက်လို့ပဲဖြစ်ပါတယ် ဆော်လဘန်ကတော့ဒီတိုင်းဆိုရင်ခေါင်းနှကောင်တော့သွားပြီလို့ပြောနေပေမယ့်မျက်လုံးထံအုံနောက်ပူကြီးတဲ့မိုက်ကတော့သူတို့လောကအတွက်အဓိကစွမ်းအင်ရာအော်တန်ပဲလို့ပြောလိုက်ပြီးသူတို့လာဖိုက်တဲ့သူတွေကတော့ကြောက်အောင်ချောက်နိုင်လိုက်လို့ရှိရင်ဒီတကားကပြန်ပြီးပွင့်နိုင်မှာပဲလို့ပြောလိုက်ကဆော်လဘန်ကတော့မဟုတ်တာကွာငါချောက်တတ်တာကလေးတွေပဲဒီခေါင်းထဲလူကြီးတွေငါဘယ်လိုချောက်အောင်မှာလဲလို့ပြောနေပေမယ့်မိုက်ကတော့ဆော်လဘန်ကိုဂျိုးကြီးမှုထားခဲ့လိုက်ပြီးမင်းရဲ့ပေကိုပါရမီနဲ့စူးစမ်းမှုတွေကိုဘာရဲ့ညံနေပေါင်းလိုက်ပြီးတော့မဖြစ်နိုင်တာကိုငါတို့ကောင်တွေအရာအောင်ဖျောက်အောင်လုပ်မယ်လို့ပြောလိုက်ပါတယ် ဒီလိုနဲ့ရဲတဲ့အခန်းထဲကိုဝင်လာတဲ့အချိန်မှာတော့မိုက်ကတူလီတာသားများပညာကုန်တော်လိုက်ကတကားကိုပိတ်လိုက်ပြီးတေကားစတန်ပဲ၆လမ်းပြစ်လိုက်ပါတယ်။အတန်လေးလဲကြပြီးတေကားပုံစံမျိုးဖြစ်နေကခြောက်ချားစရာဖြစ်နေရကြောင်းလူကြီးတွေပါဆိုတဲ့ရဲအိမ်တော်မှာအနေငယ်ကြောက်လန့်လာကြပါတယ်။ဒီလိုမျိုးတုတ်ဆုံတုတ်ဆုံနေရနောက်ကိုဆုံနေကြတဲ့ရဲတွေကိုမိုက်ကထော်လေးရလုပ်လိုက်ပြီးအချိန်ကြီးဆိုသလိုပဲဆော်လမင်ဟာထောက်တန်းပေါ်ကနေခုန်ချလာကအတန်ကိုဟစ်ပြီးအော်လိုက်တာကြောင်းရဲအိမ်တော်မှာငဲတန်ပေါင်းအဟစ်ကုန်ကြပါတယ်။ ဲ့ဒီချုံနဲ့မှုကြောင့်ထွက်လာတဲ့အော်ဇန်နေရာမောဇာလောကကိုပါတုံ့ပြန်စီပြီးအနာမှာရှိနေပြဆွဲရင်ပူတဲ့အကုန်လုံးလဲဆွဲရင်ပြွားကုန်ကပမောခချုပ်ကိုယ်တိုင်တော့မှအဲ့ဒီရက်ကိုအန်အောမင်တက်နေတဲ့အချိန်ဆွဲရင်နေရာအလုံးမင်းပြပြလာပြီးအနာမှာရှိနေပြအခြေအားလုံးပောက်ကွဲလာကတကားရတယ်တစားတိပက်စီမလို့ဖြစ်လာပြီးကံကောက်ထောက်မောက်စားနဲ့မိုက်နဲ့ဆော်လပန်တို့ကတော့တကားဝကနေလက်မတင်နေထွက်လာနိုင်ခဲ့ကြပါတယ် ီနောက်မှာတော့စီကဲဖောက်ဖျက်ခဲ့တဲ့အတွက်စီကဲထင်းသိမ်းရေးအဖွဲ့ဝင်တွေဟာမိုက်နက်ဆော်လပန်တို့ကိုဖမ်းခေါ်သွားကြပြီးပမောခချုပ်ကလည်းနှစ်ကောင်လုံးကိုတခါတည်းကြောက်ထုတ်ပြလိုက်ကတပတ်ကြာတော့မှမိုက်နက်ဆော်လပန်တို့လည်းသူတို့အဖွဲ့ရဲ့နားနေခံဖြစ်တဲ့ squeak ရဲ့အိမ်ကိုပြန်ရောက်လာကြပါတယ်။မိုက်ကအားလုံးကိုသူတို့တွေထွက်သွားလို့မဲ့အကြောင်းပြောလိုက်ပြီးစိတ်မကောင်းကြောင့်ပြောနေပေမဲ့ squeak နဲ့ကျန်တဲ့သူတွေအကုန်လုံးကတော့မိုက်နက်ဆော်လပန်ကိုကျေးဇူးတင်လိုက်ကြပြီးအကြောင်းကတော့သူတို့အကုန်လုံးကိုဂရိအတိုင်းပမောခချုပ်ကထောက်နိုင်ခြင်းမရမှာတယောက်ခွင့်ပေးလိုက်လို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့အရာနေထွက်သွားကြတော့မယ်မိုက်နဲ့ဆော်လပန်တို့ကိုအားလုံးကနှုတ်ဆက်လိုက်ကြပြီအဆက်တမပြတ်စေဖို့အတွက်ဒွန်ဟာသူ့ရဲ့လိစကလေးကိုပြလိုက်ကဒီတစ်ခါမှတော့သူ့ရဲ့လိစကတဲ့မှာအယောင်းသမားမဟုတ်တော့ဘဲချောင်းလန့်ချင်းမိချာရဲ့တောင်းသားကြီးတယောက်ဖြစ်နေခဲ့ပါပြီဒီလိုနဲ့အကြောင်းပြောတဲ့အချိန်မှာတော့မိုက်နဲ့ဆော်လမန်တို့လည်းလူစုခွဲလိုက်ကြပြီမိုက်ကလည်းသူ့အရန်တက်ချင်းခဲ့တဲ့အကြောင်းလေးကိုတော့ပြန်လည်ကြည့်လိုက်ရကကားပေါ်အောင်တက်သွားလိုက်ပြီသူ့ရဲ့မွေးရမီကိုပြန်မိုးတက်လို့ရပါတယ်ဒါမဲ့တနည်းအားမတော့ဆော်လမန်ကအနောက်ကနေပြလိုက်လာပြီမိုက်ကိုကားရဲ့ခိုင်းလိုက်ကမင်းတို့ကပြောစရာရှိရဆိုပြီးပြောပါတယ် အကြောင်းကတော့ဆောလမေဟာသူဟာပါရမီရှိတဲ့သူဆိုတာမှန်ပါတယ်။သူဟာတောက်ဆာကောင်းတဲ့သူဆိုတာလည်းမှန်ပါတယ်။ဒါမဲ့ငါတို့အခုလုပ်ခဲ့တဲ့အလုပ်ရဲ့ငါတို့ကိုလူတွေအများကြီးအထင်ကြီးနေကြရဲ့လို့ရဲ့ဒါတွေအကုန်လုံးကငါတည်းလုပ်ခဲ့တာမှမဟုတ်တာပဲ။မင်းသားမရှိလို့ရှိရင်ငါဘာကောင်မှမဟုတ်တော့ဘူးကွာ။ငါတောက်ဆာကောင်းတဲ့ကောင်းဆိုတာမှန်ပါတယ်။မင်းကလည်းဘာမှတောက်ဆာကောင်းတဲ့ကောင်းမဟုတ်ဘူး။ဒါပေမဲ့မင်းဟာတမတောက်ဆာမကောင်းတဲ့ကောင်းတော့ဟုတ်နေရမှာမဟုတ်ဘူး။မင်းဟာငါတို့အလုပ်နဲ့မတူပဲ။ငါတို့တွေကအသွေးမင်းရောက်ဆာကောင်းပဲ။မင်းကတော့အချောက်တရားဆိုတာဘာမှမသိတဲ့တောက်ဆာကောင်းတဲ့ကောင်းပဲလို့ပြောလိုက်ပါတယ်။ အဲဒီစကားကြောင့်မိုက်ကလည်းအကြီးကျယ်အားတက်သွားရပြီဆော်လိုဗန်ကမိဘရှိတဲ့အရေးချင်းတွေကိုတောင်းကြည့်ရမမြင်လိုက်တာတော့ငါနားတယ်ကွာလို့ပြောနေပေမယ့်တောင်းကြည့်ရတော့ငါဘာကိစ္စမှမမြင်ရမှလည်းဆိုပြီးသူတို့အနာအောင်ထွက်လာကမင်းတို့နှစ်ကောင်တော့နာမည်ကြီးနေကြပြီပဲဆိုကတရစတစ်ခုကိုထုတ်ပေးလိုက်ပြီးတရစကောင်ကြီးပိုင်းမှာတော့သူတို့နှစ်ယောက်အကြောင်းပါနေပြီတောင်းကြည့်ရလည်းမိုက်နဲ့ဆော်လိုဗန်တို့ကိုအကြီးကျယ်ချီးမွမ်းသွားပါတယ် ီအချိန်မှာသတင်းစာကိုကြည့်လိုက်ပြီးမိုက်ကတစ်ချိန်လုံးမှာသူ့ကိုရောဖွဲအကောင်နဲ့နှိမ်ခဲ့တဲ့စကားကိုသတိရသွားခါအဲ့ဒါကတော့ထောက်နိုင်ခြင်းကုမ္ပဏီနဲ့သူတို့ကဘာမှမသက်ဆိုင်တာဖြစ်ပြီးထောက်နိုင်ခြင်းကုမ္ပဏီမှာအလုပ်လုပ်ချင်လို့ရှိရင်တော့စားဖို့တဲ့အလုပ်ကအမြဲလူလိုနေရာပဲဖြစ်ပါတယ် ဲ့ဒီပြေပမောက်ခလည်းမထွက်သွားခင်မှာမင်းတို့လုပ်ခဲ့တဲ့အရာတွေဟာသူ့ဘဝမှာတသက်လုံးမမြင်ဘူးတဲ့အရာတွေဖြစ်ပြီးသူကိုယ်ရဲ့နောက်မှာမျက်စိနဲ့မြင်လို့မှယုံရတဲ့အရာတွေဖြစ်တာကြောင့်အယဲအော်ခဲ့ရကြောင်းနဲ့မင်းတို့နှစ်ကောင်ဟာငါ့ကိုအန်ဟောသိစေခဲ့ပါတယ်။ဒါကြောင့်အမြဲတမ်းအခုလိုမျိုးဆက်ပြီးအန်ဟောသိအောင်လို့လုပ်ပေးပါလို့ပြောပြီးထွက်သွားခဲ့ရကြောင်းအဲ့ဒီအစားပြီးမိုက်နဲ့ဆော်လဘန်တို့လည်းထောက်လိုက်ခြင်းကုမ္ပဏီမှာစာပွဲအလုပ်ကိုစပြီးလုပ်ကြပါတယ်။ဒီတစ်ချိန်မှာတော့မိုက်ကောဆော်လဘန်ဟောကဘာပဲလုပ်လို့ပါရမီပါပါမပါပါဇွဲရှိရှိလုံလရှိရှိနဲ့မဖြစ်ဖြစ်အောင်လုပ်တာကြောင့်စာပွဲတဲ့နေရာမှာပါတခါလဲဆက်ချင်းထိုးရလိုက်ခဲ့ကြပြီးတရေစာထဲမှာထပ်ပြီးပါလာခဲ့ပြန်ပါတယ်။ ဒါမဲ့အလုပ်တစ်ခုမှအဖြစ်မရအောင်မလုပ်ပဲတန်ရှင်းလုပ်တဲ့အလုပ်ထမင်းချက်တဲ့အလုပ်အလုပ်ဝင်နေစပြီးတစိမိတစင်အုတ်ချိန်တက်လာခဲ့ကြရာနောက်ဆုံးမှာတော့အမြင့်ကိုလွှတ်လာခဲ့ကြပြီးဆော်လမင်ဟာထောက်လက်သူတယောက်ဖြစ်လာခဲ့ပြီးမိုက်ကလည်းဆော်လမင်ရဲ့ထောက်လက်သူနှီးပါးတယောက်ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ပဲစတင်နဲ့လည်းဆုံးသွားခဲ့ပြီးအာဆင်နေရတော့ဖလားလေးလို့ရမရမသိချာပေမဲ့ဇလန်းအစလေးစပြီးပြေးလာတဲ့ပတ်ကြီးကတော့အခုချိန်မှာစတင်ကန်တဲ့ကိုလျှောက်လာခဲ့ပြီးပဲဖြစ်ပါတယ်လောကမှာပါရမီရှိတာရအောင်မြင်တဲ့သူဖြစ်လာနိုင်တယ်လို့အောင်မြင်တဲ့အရာကိုချဖို့အတွက်လည်းအခြားအရာတွေပြင်ပါရမီကလည်းလိုအပ်တဲ့တောင်လိုအပ်ပါသေးတယ် ဒီနေ့ဇလန်လီရတော့ပါတဗီပါတိုင်းပါတဗီကိုပဲအတုံးမချဖို့နဲ့ဇွဲလုံးလာဝရိယနဲ့ဒါရီယာအလုံးကိုအချိုးချိုးချတုံးချနိုင်လို့ရှိရင်နောက်ဆုံးမှာတော့ကိုပြည့်ရှင်ရဲ့အရာမလွဲမသေးပဲဖြစ်လာနိုင်ပါပဲဖြစ်ပါတယ်။